မော်ရဲအေးချက်မျက်မှုအသက်ခံရမှုကိုဒီဇင်ဘာလ3ရက်နေ့တုန်းကအနောက်ပိုင်းခရိုင်တရားရုံးမှာရုံးထုတ်ခဲ့ပြီးရောနှစ်ဖက်ရှိနေတွေကအပိသက်လျှောက်လှဲချက်တွေကိုတင်ပြခဲ့ကြပါတယ်ဒီဇင်ဘာလ3ရက်နေ့ရုံးချိန်မှာအပိသက်လျှောက်ထားရမှာတရားလိုရှိနေဖြစ်သူကစာနဲ့လျှောက်ထားခဲ့ပြီးဆက်ဆွဲခံရသူရှိနေကစာရောနှုတ်ဖြစ်ပါလျှောက်ထားခဲ့ပါတယ်မော်ရဲအေးချက်မျက်မှုတည်ဆုံမှုနဲ့ပတ်သက်ပြီးဆက်ဆွဲခံရသူအန်ဖြိုးပိုင်ကကိုယ်တိုင်ထွက်ဆိုရမှာဖြစ်စဉ်ဖြစ်ပွားချိန်ဒါမှသူ့ရဲ့ဒါမဟုတ်ပဲတည်ဆုံသူအေးချက်မျက်မှုရဲ့ဒါဖြစ်ကြောင်းအေးချက်မျက်မှုလက်ထဲကကင်ဆောင်ထားသောဒါကိုဆွဲလို့ရမှာ သူမရဲ့လေဘင်းကိုဓာပြင်ထိခိုက်မိခြင်းဖြစ်ကြောင်းတရားရုံးမှထွက်ဆိုထားပါတယ်။အဲ့ဒီအမှုအတွက်တရားလိုတရားလိုပြတ်တဲ့15ဦးဆွဆွဲခံရသူတရားခံပြတ်တဲ့73ဦးတို့ကိုတနစ်ကြော်ကြာစစ်ဆေးထားပါတယ်။ပြည်ခဲ့တဲ့မေလ29ရက်နေ့ကဆွဆွဲခံထားရသူအန်ဖြိုးပိုင်ကိုပြည်မှုဆိုင်ရာဥပဒေပုံမှာ3-1ခါခွင်းနဲ့ဆွဲချက်တင်အမိန့်ချခဲ့ပါတယ်။